မင်္ဂလာပါရှင်မန္တလေးကတက်ချန်နယ်နဲ့ပြန်လည်ကြွလာပါရှင်ကျမတို့ချန်နယ်ကနေနောက်ဆုံးရသတင်းများကိုစတင်တင်ဆက်ပြနေမှာဖြစ်ပါရှင်တောင်လအကျဉ်းချောင်းမှာအကျဉ်းချခံရတဲ့တမရဂျီဦးမြေပြန်လည်လွတ်မြောက်လာတော်မလားဆိုတာကိုစောင့်ကြည့်ရမယ့်ဟိုနိုင်ငံရဲ့နေသားသူတွေကပြောဆိုနေကြပါသည် နိုင်ငံတကာကစကောင်းစီကိုဆက်တိုက်စသလိုထောက်ဆဆွချင်တဲ့ UN ကိုလွှတ်ပေးဖို့တောင်းဆိုနေကြတာအားလုံးရဲ့အတိပဲဖြစ်ပါရယ်။သူတို့သတင်းတွေအရာသမရာကြီး UN မြေပြန်လည်လွှတ်မြောက်လာနိုင်ဖွယ်ရှိနေကြောင်းသတင်းတွေထုတ်ပေါ်နေတာကိုလည်းတွေ့နေရပါရယ်။သမရာကြီး UN မြေဟာစကောင်းစီကို N2B အဖမ်းခံခဲ့ရတာဖြစ်ပါရယ်။သူကိုဂျမရီကိစ္စနဲ့အကြောင်းပြပြီးရာထူကနေလှုပ်ထွက်ပေးဖို့ဘူချုပ်ချင်းနဲ့ဦးလာပြီးဟာနာသိမ့်မဲ့နေ့မှာပဲဖိအားပေးခံခဲ့ရသူဖြစ်ပါရယ်။ဒါပေမဲ့လည်းသူဟာဂျမရီကောင်းမှုနေတာကြောင့်ရာထူကနေမထုတ်မလှုပ်ထွက်ပေးနိုင်ကြောင်းဆိုထားဖြစ်ပါရယ်။ ဒီတနေ့ကိုတော့စကောက်စစ်ဖက်ကယိုဟန်နေတီပါတီဖက်ကပါတရားဝင်ထုတ်ပြန်လာမျိုးတော့မတွေ့ရသေးပါဘူး။ ဆက်လိုက်ပြီးတော့ကရင်နီပြည်နယ်မှာအကျဉ်းသား6ဟုချုပ်ပြေလွတ်မြောက်နေတာကြောင့်လူထုတွေကစိုးရိမ်နေကြကြောင်းသိရှိရပါတယ်။ကရင်နီပြည်နယ်တွင်အကျဉ်းထောက်တနေရာမှာပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကအကျဉ်းသားတွေချုပ်ပြေလွတ်မြောက်သွားတာကြောင့်လူထုတွေစိုးရိမ်နေကြတာဖြစ်ပါတယ်။အောက်တိုဘာလ9ရက်နေ့မှာအကျဉ်းသားတွေချုပ်ပြေသွားတာကြောင့်တွေ့ရှိပါကနှိစင်းအဖွဲ့စည်းတွေထံမှတိုင်ကြားရန်အတွက်ဒေတာတွေမှာဆိုင်းဖို့တွင်လည်းကတ်ချာဖြစ်ပါတယ်။ချုပ်ပြေသွားတဲ့အကျဉ်းသားတွေဟာစိန်ထိတ်တမအမျိုးသားတို့ကိုတပ်ဖြတ်ခဲ့ပြီးလက်နက်တလက်ယူဆောင်သွားတာကိုကြားသိရကြောင်းဒေတာခံမျိုးသားတို့ကလည်းခုလိုမျိုးပဲပြောဆိုထားပါတယ်။ သူတို့ထွက်ပြေးပြီးနောက်တညသူတို့ပြောတာပန်တေးအနောက်ဖက်မှာစင်သမားနှစ်ယောက်ရှိပါတယ်စင်သမားတယောက်ရေးသွားချိုးရဲပြီးတော့စင်သမားတယောက်ပဲကျန်နေစင်ထင်းနဲ့တဲထဲမှာရေးချိုးနေတဲ့တယောက်ကသူတငယ်ချင်းအော်လို့ဆိုပြီးသူပြန်ပြေးလာတဲ့အချိန်မှာအဲ့ဒီအဖွဲကအဲ့ဒီစင်သမားကိုတပ်ဖြတ်နေတာသူတွေ့တယ်သူတက်တက်လေးလေးပဲပုံနေတယ်ပြီးတော့အဲ့ဒီစင်သမားမှာရှိတဲ့ကိုလုံးကြီးတက်လက်ယူသွားခဲ့ပါတယ်အဲ့ဒီကိုလုံးကြီးမှလည်းကြီးနှလုံးပါသွားခဲ့ပါတယ်ပြီးတော့စင်သမားရိတ်ခါရဲကိုလုံးယူသွားခဲ့ပါတယ်လို့ဒေတာကမြို့သားတူတူကဆိုထားဖြစ်ပါတယ် အဆိုပါဒေတာခံမြို့သားသူရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးတရင်ဌာနအနေနဲ့တိကျအတည်မပြုနိုင်သေးပါဘူးလူမှုကွန်ရက်ဆံမျက်နှာမှာဖော်ပြထားချက်အရတော့ထွက်ပြေးသွားတဲ့အကျဉ်းသား6ကတော့ပြည်စုံအောင်ဝင်းချွန်းဆွဲချက်ကိုမျိုးဝင်စန်းလင်းအောင်ထဲဝါတို့ဖြစ်ကြောင်းသိရပါတယ်လူတိုင်းကတော့ဆိုရင်နေတော့ပေါ့ကွာတယောက်ထဲတွားလို့အဆင်မပြေတော့ဘူးနှစ်ယောက်သုံးယောက်တွားမယ်ဆိုရင်လည်းလမ်းမှာသူတို့လက်နဲ့ရှိတာကောအဲ့ဒါလိုတွားလာလို့အဆင်မပြေတော့ဘူးကွာအန်ဒီရေးပေးနိုင်တယ်ကွာအဲ့ဒါလိုမျိုးတွေပေါ့လို့နောက်ထပ်ဒေတာခန့်ကျွဲလည်းပြောဆိုထားပါတယ် အဆိုပါချက်ပြလွတ်မြောက်သွားခဲ့တဲ့ကျင်းသားတို့ရဲ့အတိမပြုတ်နိုင်တဲ့ဟထရေမျိုးမျိုးကိုတဆင့်စကားတဆင့်ချားသိနေရပြီးအမျိုးသမီးနဲ့ကလင်းငယ်တွေအတွက်လည်းစူးရင်နေရတယ်လို့လည်းတိတခံမြို့သားတို့ကယခုလိုမျိုးပဲပြောဆိုထားပါဗျာ။ ကိုကြွတော့မပူပါဘူးအမျိုးသမီးတွေကလေးငယ်တွေတော်တော်ဘေးမကင်းဘူးပေါ့သူတို့အတွက်စိုးရင်ရတာပေါ့ပြီးတော့နန်းသွားလာတာသူတွေအတွက်လည်းစိုးရင်ရတာပေါ့သူတို့ကအချိန်မရွေးအကြမ်းဖက်မှုတွေပြုနေတယ်လေလို့ဒေတာခံမျိုးတောက်သူကလည်းဆိုထားပါတယ်အကြမ်းသားတွေအထွက်ပြေးသွားတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတက်ဆိုင်ရမြေပြင်ချော်နေတဲ့ဖွဲ့ရဲတပ်ဖွဲ့အဖွဲ့စီတာဝန်ရှိတဲ့သူတွေအုပ်ချုပ်ရေးတာဝန်ရှိတဲ့သူကိုကနေ့ဟိုဒီတိုင်းကနေစတွင်မေးမြန်းခဲ့ပေမဲ့အဆိုပါအကြောင်းညာကိုတိကျမသိရသေးတဲ့ကြောင့်ပြန်လည်းဖြေချခဲ့တာပဲဖြစ်ပါရဲ့ ဆက်လက်ပြီးတော့ရှိပီနာမျိုးနဲ့ခုနှစ်ရက်ခွဲရုပ်ကိုလက်ပြပုတ်ပြတွတ်တက်ခံမှုထိခိုက်တိုင်ရရှိသူများပြားလဲဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ် ရန်ကုန်တိုင်းရှိပြည်သားမြို့နယ်ခုနှစ်ရက်ွက်ရုံတွင်မဲဆွစည်းရုံးရဲ့အတွဲလှုပ်ချုံရေးပေးရန်အစည်းအဝေးလုံးဆောင်နေစဉ်လက်ပစ်ပုံပြည့်တွင်တက်ခတ်ခရာတွင်အုပ်ချုပ်ရေးမှုအပောင်းအဝင်ပြစောတီတုံးပြင်းထန်ရရရှိခဲ့ကြောင်းရန်ကုန်အမေမာတောင်ဝရှိတတူကရန်ခေတ္တတင်ဌာနထံသို့ပြောဆိုထားပါသည်။အော်တိုဘလာ30ရက်နေ့နံနက်7:00နာရီခန့်တွင်ရှိပြည်သားမြို့နယ်ခုနှစ်ရက်ွက်ရုံတွင်အုပ်ချုပ်ရေးမှုနယ်ပြစောတီများကမဲဆွစည်းရုံးရဲ့အတွဲလှုပ်ချုံရေးပေးရန်အစည်းအဝေးလုံးဆောင်နေစဉ်တောင်ဝရှိရဲဘော်များကလက်ပစ်ပုံနှလုံးပြည့်တွင်တက်ခတ်ခဲ့ကြောင်းသိရပါသည်။ထို့တက်ခတ်မှုအတွင်အုပ်ချုပ်ရေးမှုအပောင်းအဝင်ပြစောတီတုံးအပြင်ထန်ရရှိခဲ့ပြီးရက်ွက်ရုံကိုလူနာသင်္ကားများ ရောက်ရှိလာကလာရောက်တက်ဆောင်သွားခဲ့ကြောင်းလည်းသိရှိရပါတယ်။ဒီကောင်တွေမဲဆွယ်စီယုံရဲ့လှုပ်နေရတဲ့လှုပ်ချုံရဲ့ယူဖို့လူစုနေကြတဲ့အချိန်မှာကွက်တစ်ကိုလက်ပစ်ပေါ်ပြစ်တင်တိုက်ခတ်ခဲ့တာပါ။လူနာသင်္ကားတွေအလှုပ်ချုံနေကြပါတယ်။အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်ယူဆော့တီသုံးကောင်ပြင်ထန်နေရပါတယ်။တည်နိုင်တယ်လို့လည်းကြားသိရပါတယ်လို့ရန်ကုန်အာမေမှာတာဝန်ရှိသူတွေကပြောဆိုထားပါတယ်။ ဆိုပါတက်ခမှုကိုရန်ကုန်အာမေနဲ့မာရာဆန်ရန်ကုန်ဖို့တပ်ဖွဲ့ကလုံဆောင်ခဲ့ဖြစ်ပြီးအကြံဖက်စကောင်းစီနဲ့ပတ်သက်တဲ့ပြစ်မှတ်များအကြံဖက်စကောင်းစီပြုလုပ်မဲ့တရားမှုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လောက်ကနေကြသူများကိုဆက်နက်ပြီးအပြင်းထန်တက်ခတ်သွားမှဖြစ်ကြောင်းသိရှိရပါတယ်။ဆက်နေပြီးတော့ TLA စုခွန်မဲ့မိုးကုံမြို့ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တရင်တပ်ဖွဲ့များအလို့ကပူပေါင်းကာကွယ်မိဟုကြေညာချက်များဆက်တိုက်ဆိုသလိုထုတ်ပြန်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ် TLA စုခွန်မဲ့မိုးကုံမြို့ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တရင်တပ်ဖွဲ့များအလို့က ဘူပေါင်းကကွယ်မီဟုကြီးညာချက်များဆက်တိုက်ထုတ်ပြန်လျက်ရှိပါတယ်။မန္တလေးတိုင်းမူကုံမြို့ကိုတရားရည်တပ်ဖွဲ့ကစကောင်းစစ်ထံသို့ပြန်လည်ပေးအပ်တိုင်မူကုံမြို့ကိုစကောင်းစစ်လက်အောက်မကျစေရန်အစွမ်းကုန်ကကွယ်ပေးသွားမှာဖြစ်ကြောင်းတော်လည်းတရရင်မြင့်နဲ့မူကုံချစ်ဆက်ပြီးတုကာကိုရဲတပ်ဖွဲ့မှတာဝန်ရှိသူတို့ချို့ရဲ့အဆိုအရသိရှိရပါတယ်။လက်ရှိမူကုံမြို့တွင်ဖြစ်ပေါ်နေတဲ့အခြေအနေများ၊မိတို့ပင်အခက်အခဲဖြင့်ကြုံတွေ့စေကံမူမူကုံမြို့နယ်ပကဖအနေဖြင့်မြို့နယ်အတွင်း၌အခြေပြုထားတဲ့တရရင်တပ်ဖွဲ့များ၊ညီကိုတရရင်တပ်ဖွဲ့များ၊တော်လည်းတပ်ဖွဲ့များ၊ပြည်သူများနဲ့လက်တွဲရဲ့မူကုံမြို့ကိုစကောင်းစစ် င်တဲ့အောင်မကျစင်ရန်ကောက်ွက်သွားမှာဖြစ်ကြောင်းဘိုးကမြနဲ့ပြည်ထောင်ကွင်းရဲ့တပ်ဖွဲ့ပကဖကအသိပေးထားဖြစ်ပါရယ် ကျောင်းလိုက်ပြတူအားလုံးကိုဒီနေရာကနေပြောပြချင်တာကတော့နိုင်ငံရေးဖိအားကြောင့်ဆုတ်ခွာပေးလိုက်တဲ့ TNA အပေါ်မှာစိတ်ဆူဒေါ်လာချက်တာခံပြင်းကြတာအပြစ်မြင်ကြတာလည်းရှိနေပါတယ်။တိုပေမဲ့လည်းမိုးကုတ်မြေမှဖြစ်သောကျောင်းရေးရဲဘော်တွေအများကြီးရှိနေသလိုစီးလုံးညညွတ်အားနဲ့စစ်ကောင်မရှင်ကိုပြန်လည်ခုခံတွန်းလှန်ကြဖို့လည်းရှိနေတဲ့အတွက်အတူတကွလက်တွဲပြီးစစ်ကောင်မရှင်ကိုတံပြန်ခုခံသွားပါမယ်လို့ပြောချင်ပါတယ်လို့မိုးကုတ်မြေနယ်ပြည်ချုပ်ကဝန်ကြီးချုပ်ဖက်ပကဖာမှတောင်းရှိတူတူကရှောင်းကတဲ့တင်ဌာနထပ်ပြောကြားထားဖြစ်ပါရယ်။ မောကပြည်တွကခွဲရဲ့အဖွဲ့မောကပကဖာတီတော်လည်းခီးချမ်းချင်းအားပြည်သူလူထုရဲ့အကူအညီထောက်ပံ့မှုဖြင့်ရည်တည်လာခဲ့တဲ့အဖွဲ့အစည်းဖြစ်ပြီးလက်ရှိအချိန်ထိပြည်သူလူထုရဲ့ထောက်ပံ့မှုဖြင့်ဆက်လက်ရည်တည်နေရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းတော်လည်းရဲ့အပေါ်တွင်အစဉ်တစိုက်အားတွန်းခွန်ဆက်ဖြင့် ကြိုးစားခဲ့ကြသလိုအောင်မြင်မှုများကိုလည်းမဟာမိတ်တစ်ဖွဲ့များညီကိုတစ်ဖွဲ့များနဲ့အတူအောင်ပွဲများဆင်နိုင်ခဲ့တယ်ဟုဆိုထားပါတယ်။ဒီတုကံကွက်ရဲ့အဖွဲ့မိုးကွန်မြို့နယ်ပကဖားနယ်ဖြင့်ကျောင်းရည်အစမတီပြီးဆုံးတဲ့အထိတပ်ဖွဲ့ဝင်သွားရန်ဆုံးဖြတ်ထားတည်နေအညီကျောင်းရည်အောင်မြင်မှုပန်းတိုင်းစဉ်တို့ဦးလည်းမတုံချီတက်သွားမှာဖြစ်ကြောင်းမိုးကွန်မြို့နယ်ပြည်တုကံကွက်ရဲ့အဖွဲ့ပကဖားကကြေညာထားဖြစ်ပါရယ်။ရှိခိုးချင်းဒီအကျံဖက်စစ်တအားတော်ရရဆုမြအချင်းချင်းပုံမုံညီညွတ်စွာတိုက်ပွဲဝင်ရမယ့်အချက်ဖြစ်ပြီး ပြည်သူလူထုအားတိုင်းတီကျင်းဆိုထားတဲ့တော်လည်းတစ္ဆာအားဂရိတည်နိုင်ရန်စ조사တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းမြင်းချမ်ဘလက်တိုက်ကန် MBD တပ်ဖွဲ့ကောင်ဆောင်ဘိုးမိုင်းခဲကလည်းရှမ်းခရစ်တင်ဌာနထတော်ပြောဆိုထားပါတယ်ကျောင်းရင်အစုများကဆုံမထင်ချုပ်ထားတဲ့နယ်မြေများဂျမ်ဖက်စစ်တပ်နဲ့အောက်ပြန်မရောက်ရင်တနိုင်ငံလုံးစစ်ကြုံဘွားကနေအကျဉ်းမဲ့လွတ်မြောက်ရင်လည်းပြည်သူလူထုလိုလားတောင်းတနေတဲ့ Federal Democracy နဲ့ပေါ်ပေါက်တဲ့အထင်ဆုံးခန့်တိုက်ပွဲဝင်သွားပါမည်ဟုဂရစ်တစ္ဆာပြုပါကြောင်းအတိပေးထားဖြစ်ပါရယ် ။မြင်းချံပလဲတိုင်ကာ MPD တပ်ဖွဲ့မြင်းချံခိုင်အမကူတညင်တီမြင်းချံခိုင်အတွင်းတမကမဟာမိတ်တများဖြစ်ကြတဲ့မိုးကုတ်ဗျူဟာတပိတ်ချင်းမြို့နယ်ပြည်သူ့ခခွင့်အဖွဲ့အမန်1221တညင်တို့နဲ့အတူမန္တလေးတိုင်းမိုးကုတ်မြို့နယ်နဲ့တပိတ်ချင်းမြို့နယ်များတွင်စစ်ရေးတပ်ဝင်များကိုပူးတွဲတန်းဆောင်နေခဲ့ကြတဲ့တပ်ရင်များဖြစ်ကြောင်းသိရှိရပါသည်။ အလားတူပြည်သူ့ကာကွယ်ရေးတမတော် DRI ယူဟာဒီ69တပိတ်ချင်းနယ်မြေခံအများစုအပေါင်းအင်အားစုများစွာဖြင့်စုဖွဲ့ထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမန္တလေးတိုင်းစစ်ဌာနကွက်ကဲမောင်ရှိယူဟာဖြစ်တည်တဲ့အညီမန္တလေးတိုင်းအတွင်းရှိနယ်မြေများရဲ့တော်ရင်ဆိုင်ရာလုပ်ငန်းများတွင်အင်အားအပြည့်ဖြင့်စူးစမ်းဆောင်ရွက်နေကြကြောင်းလည်းသိရပါဗျ။ပြည်သူ့ကာကွယ်ရေးတမတော် DRI ယူဟာအနေဖြင့်မိဖက်တော်ရင်အစိုးရနဲ့တွဲဖက်၍ မိမိတို့မွေးဖွားအခြေတရားဒေသများကိုကောက်ကွယ်ပြီးမိမိတို့ရည်မှန်းချက်ဖြစ်တဲ့ Federal Democracy နှစ်သို့အခက်အခဲများစွာကြားကနေဆက်လက်ချစ်သက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းလည်းချုပ်ပြန်ကြေညာထားဖြစ်ပါရယ်။ ရေတောင်ရဲ့ခီစာတင်ခဲ့တဲ့အချိန်မှာစပြီးကန္နအတတီမှာအတူတူလက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီးမိုးကုတ်မြောက်ပောင်းဝဲလွတ်မြောက်နယ်မြေများစော်ကိုစုံမနေတဲ့အချိန်တောင်ရဲ့ခီကိုအောင်မြင်မှုများစွာဖြင့်ရှောင်လန်းနိုင်ခဲ့ကြောင်းပြည်လူမြို့နယ်ပြည်သူကကိုရေးချက်ဖွဲ့ကလည်းထုတ်ပြန်ထားပြပါရယ်အချမ်းပစ်စတရဲ့ရုံမှရက်ဆက်မှုမျိုးစုံကောက်ချစ်ဆင်းလဲမှုမျိုးစုံနဲ့တိုက်ခတ်ချင်းမှုနေတော်လည်းပဲတောင်ရဲ့ရဲဘော်များအနေဖြင့် တွန်းဆုတ်ကြောင်းရချင်းအလင်းမရှိပဲဆက်လက်တွန်းလမ်းမှာဖြစ်ကြောင်းအတိပေးချာဖြစ်ပါရယ်ကျော်မရခီတခြားမိသူပင်ခက်ခဲတဲ့အချိုးကွေးများဖြင့်ကြုံရသည့်ဖြစ်စဉ်ရည်မှန်းချက်ဖြစ်တဲ့ Federal Democracy စနစ်စီတို့မမိတ်မတုံမဆုတ်မတန်းဆက်လက်ပြီးတော့ခြေတက်သွားမှာဖြစ်ပြီးကျော်ရရဲ့အောင်မြင်တဲ့အထိမဟာမိတ်များနဲ့ဆက်လက်ခြေတက်တပ်ပွဲဝင်သွားမှာဖြစ်ကြောင်းပြည်တွင်ခရိုင်ပြည်ကျောက်ကကိုရဲ့တပ်ဖွဲ့ကလည်းဂရိတစ္ဆာပြုထားကြောင်းသိရှိရပါရယ်အာဘိနာစင်မှုအတွေ့အကြုံရဲ့ကျေးဇူးတင်ရှိပါတယ်ရှင်